အားလုံးပဲမင်္ဂလာပါကျမမေမီပါဒီ financial stability channel ကိုလာရောက်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီ channel ကနေကျမတို့ရဲ့ဘဝမှာငွေကြီးတည်ငိမ်မှုရဖို့ဘယ်လိုတွေစီမံခန့်ခွဲရမလဲဆိုတဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာပါမင်္ဂလာပါကိုဗျာမင်္ဂလာပါမေမီအားလုံးပဲမင်္ဂလာပါကျွန်တော်မောင်ပြပါကျမတို့ stock share အကြောင်း fiat money အကြောင်း bitcoin ယင်းစီတုံးကားမှလျှက်စက်ကားတော့အကြောင်းလေးပြောခဲ့ပြီးပြီနော် ဒီနေ့ပြောမယ့်အကြောင်းအရာကတော့ semiconductor chip microchip နောက်ွယ်ကားကပါခင်မီနီးပညာရရဲ့တက်သွေးကြောအကြောင်းပဲဒီပါကိုဗျာကျွန်တော်တို့ခင်မီနီးပညာရအများကြီးအကြောင်းပြောခဲ့ကြပြီနော်ဒီဖုန်းကွန်ပျူတာတွေအလုပ်လုပ်တာကဘာပေါ်မှာအဓိကမူတည်နေတာလဲ semiconductor chip ဆိုတာကိုကြားဖို့ပဲမြင့်တိတိကျကျနားမလည်လို့ stock ဈေးကွက်ထမနာမည်ကြီးနေတာကြောင့်ကျွန်မကောင်းကောင်းနားလည်ခြင်းနေကောင်းပြီမိမိ chip တို့မဟုတ် micro chip ဆိုတာခေတ်မီနီးပညာတိုင်းအသက်သွေးချောပဲဒီ chip တဲ့မရှိရင်ကဘာကြီးရဲ့နီးပညာစနစ်တစ်ခုကိုလုံးရတန်းသွားနိုင်တယ်ဒီနေ့တော့ဒီသေးငယ်တဲ့ silicon ပြားချက်လေးတွေကကဘာကြီးကိုဘယ်လိုလမ်းမိုးထားလဲဆိုတာရှင်းပြပေးမယ် chip ဆိုတာ electronic pc တွေရဲ့အခြေခံလုတ်ဆောင်ချက်တွေကိုလုတ်ဆောင်ပေးတဲ့သေးငယ်တဲ့ silicon ပြားချက်လေးတွေ သူတို့မှာ transistors လို့ခေါ်တဲ့အစိတ်ပိုင်းလေးတွေပါဝင်ပြီးဒီအစိတ်ပိုင်းလေးတွေကနေသတင်းအချက်အလက်တွေကိုစီမံဆောင်ရွက်ပေးပါတယ်ဒီပစ္စည်းတွေကို semiconductor ဒီအကူပစ္စည်းတပိုင်းလို့ခေါ်ရတာကဒီအစစ်ကိုအလွယ်တူစီစဉ်ဝင်ပေးတဲ့ဒီအကူပစ္စည်းနဲ့လုံးဝမစီစဉ်စေတဲ့ insulator ဒီအကပစ္စည်းကြားကရိုးရိုးရှင်းရှင်းပြောရရင်ခလုတ်တေးသေးလေးလိုမျိုးဖွင့်လိုက်ပိတ်လိုက်အဲ့လိုမျိုးအလုပ်လုပ်နေပါတယ် ဂုံတက်တိရှိတဲ့အတွေ့အကြောင်းပဲပါ။အော်အခုမှနားလည်လာတယ်။ဒါဆိုဒီ chip ကြီးကိုဘသူတွေကထုတ်လုပ်တာလဲ။ chip company တွေကိုလုံဟန်းလောက်ကင်မှုပေါ်မူတည်ပြီးသုံးမျိုးခွဲနိုင်တယ်။တက် fabless chip အမေရိကန်နိုင်ငံမှာဒီဇိုင်းဆွဲခြင်းနဲ့ရောင်းချခြင်းကိုသာလုပ်ဆောင်ပြီးထုတ်လုပ်မှုကိုတော့ print pass ဆက်ယူများထံအနားလိုက်တယ်။ဒီဇိုင်းမဲဆွဲသူဥပမာ Nvidia, AMD, Qualcomm, Apple ဖြစ်ပါတယ်1 foundry တခြားကုမ္ပဏီများဒီဇိုင်းဆွဲထားသောချစ်များကို ထုတ်လုပ်ပေးခြင်းကိုသာအထူးလှူဆောင်ပေးတယ်ထုတ်လုပ်ပေးသူဥပမာ TSMC Taiwan Semiconductor Manufacturing Company Samsung Foundry ဖြစ်ပါတယ်2 IDM Integrated Device Manufacturer အစအဆုံးလုပ်သူချစ်ဒီဇိုင်းဆွဲခြင်းထုတ်လုပ်ခြင်းနဲ့ရောင်းချခြင်းကို တနည်းအားဖြင့်အစအဆုံးလုံဆောင်တယ်။ဥပမာ Intel နဲ့ Samsung Electronics ဆိုပြီးခွဲခြားနိုင်တယ်။ဒီထဲမှာ TSMC Taiwan Semiconductor Manufacturing Company က chip ထုတ်လုပ်မှု foundry နေရာမှာကမ္ဘာဈေးကွက်ကိုလွှမ်းမိုးထားပါတယ်။ဒီကုမ္ပဏီနာမည်အလုံးကမကြာခဏကြားဘူးတာပဲနော်။ဒါနဲ့ chip အလုံးကပုံတန်တူလား။မတူပါဘူး။ chip ဒီကိုသူရဲ loop ဆောင်ချက်ပေါ်မူပြီးခွဲခြားနိုင်တယ်။တဲ့ CPU central processing unit က computer phone sang နဲ့တခြားစနစ်ရဲ့ဦးနှောက်လို့ခေါ်နိုင်တယ်စနစ်ရဲ့အဓိကညွန်ကြားချက်အလုံးကိုစီမံဆောင်လုပ်ပေးပါတယ်ဥပမာ Intel Core AMD Ryzen GPU graphics processing unit က graphics နဲ့ video တွေကိုလှုပ်ဆောင်မှုတွေအထူး design ထုတ်ထားတာယနေ့ခေတ်တော့ artificial intelligence AI the machine lo တို့ကမရှိမဖြစ်လိုအပ်လာပါတယ်ဥပမာ Nvidia GeForce AMD Radeon memory chip REM ROM ကတော့ data တွေကိုခဏတုံလှန်လိုက်တာဒါမှမဟုတ် email တန်းတုံလှန်တာတွေလုပ်ပေးပါတယ် SOC SOC ကတော့ CPU GPU memory နဲ့တခြားစနစ်အစိတ်ပိုင်းအားလုံးကို chip တစ်ခုထဲမှာပေါင်းစပ်ထည့်ထားတာ smartphone တွေမှာအဓိကအသုံးပြုပါတယ်ဥပမာ Apple A series Qualcomm Snapdragon chip တွေဘလောက်အရေးပါတယ်ဆိုတာကို2020ပြီးလောက်မှာဖြစ်ပွားခဲ့တဲ့ chip ပြတ်လတ်မှုတည်နေကြောက်ဘူးတဲ့နော် ဟုတ်ပါတယ်2020ပြည်လလောက်ကဖြစ်ပွားခဲ့တဲ့ COVID-19 COVID-19 ကြောင့်ချစ်ပြက်လက်မှု chip shortage ကိုကြီးရင်တည်တာလေချစ်မလုံလောက်တဲ့တကားသုံးလုံးမှုကစပြီး electronic PC ထုံးလုံးမှုအထိကြီးမားတဲ့ထိခိုက်မှုတွေဖြစ်ပွားခဲ့တယ် chip တွေဟာဆက်သွယ်ရေးပို့ဆောင်ရေးကျန်းမာရေးနဲ့ AI အနိုင်ကပ်အတွက် လုံးဝမရှိမထွက်အရေးပါတဲ့နည်းပညာဆိုတဲ့သင်ခန်းစာကိုဒါကအချိန်အရှားပြသခဲ့တာပဲ chip တစ်ခုကကမ္ဘာစီးပွားရေးနဲ့နည်းပညာလောကတစ်ခုကို ဒီလောက်ထိလွှမ်းမိုးထားတယ်ဆိုတာမထင်မှတ်မိဘူးကျမတို့ရဲ့နေစဉ်တစ်ခုလုံးဒီသေးငယ်တဲ့ chip တွေပေါ်မှာပဲမူတည်နေတာပေါ့နော်မှန်တယ်ဆက်သွယ်ရေး smartphone iPad tablet bluetooth နားချက်များ camera wifi router 5G network တွေအခုခေတ်ဆက်ပစ္စည်းအားလုံးက chip တွေပေါ်မှာပဲလည်ပတ်နေတာပေါ့ပုံဆောင်ရေးကားတစ်တင်ဟာရရင်ကတည်းကပိုပြီး chip တွေလိုအပ်လာတယ်ဥပမာ engine control unit infotainment system safety system လို့ကျမ်းမာရေးက safe back injury ရည်စောင့်ကြည့်ကိရိယာတွေတဲ့ chemical laboratory စနစ်တွေမှာ chip တွေလိုအပ်တယ်လုပ်ငန်းခွင်မှာ computer server data center တွေမရှိရင်လုပ်ငန်းအားလုံးရကြန့်သွားမှာပါ AI နဲ့ဤပညာအနာဂတ်အားတော့ chatbot တွေ AI စနစ်တွေနဲ့အနာဂတ်ဤပညာတွေဟာ GPU လို့စွမ်းအားပိုများတဲ့ chip တွေရဲ့စွမ်းဆောင်ရေးပေါ်မှာပဲမူတည်နေပါတယ်ယင်းဤမြုံနံတော်ရောက်အနေနဲ့လဲ ဒီလိုမရှိမဖြစ်ထုတ်လုပ်ပေးနေတဲ့ကုမ္ပဏီတွေကိုအမြဲတမ်းအာရုံစိုက်နေဖို့လိုအပ်တယ်။ DSMC နဲ့ Nvidia လိုကုမ္ပဏီတွေဟာကမ္ဘာစီးပွားရေးအတွက်အလုံးအရေးပါတဲ့အတွက်ဒီ chip လုပ်ငန်းရဲ့ကုန်တွယ်ရေးကွင်းတက်ကြီးကိုနားလည်ထားဖို့ဟာခင်မီရင်းနှီးမြှုပ်နှံမှုတွေမရှိမဖြစ်လိုအပ်ပါတယ်။ကိုဗျာ chip တွေကအရေးပါတာကျမနားလည်သွားပါပြီ။ဒါပေမဲ့ဒီလိုအစင်းမြင့် chip တွေကိုတကယ်တမ်းထုတ်လုပ်တဲ့သူတွေကဘယ်သူတွေလဲ။ပြီးတော့ ESMA ဆိုတဲ့နာမည်ကိုကြားဘူးတယ်။ အဲ့ဒီကုမ္ပဏီကတော့ chip ထုတ်လုပ်ရေးမှာဘလောက်အရေးပါလဲမမီမီအဲ့ဒီမေးခွန်းတွေကကမ္ဘာနီးပညာအင်အားပြိုင်ဆိုင်မှုရဲ့ဘဟောချက်ကိုမင်းရောက်လာတာပေါ့ chip ထုတ်လုပ်မှုကွင်းတက်ကြီးဟာအလွန်ရှုပ်ပြဲပြီးအရေးပါတဲ့ကမ္ဘာကြီးပဲဒီနေ့တော့ chip ထုတ်လုပ်တဲ့အဓိကကုမ္ပဏီတွေဘာတွေလိုအပ်လဲအထူးသဖြင့် ASML ရဲ့အခမ်းကဏ္ဍကိုရှင်းပြပေးမယ် chip တွေကိုတကယ်တမ်းထုတ်လုပ်တဲ့ foundry ကုမ္ပဏီတွေကအာရှမှာစူးစီးနေတယ်ပထမဆုံးက TSMC ထိုင်းဝိုင်းဒါဟာကမ္ဘာအကြီးဆုံးနဲ့အဆင့်မြင့်ဆုံး chip ထုတ်လုပ်သူပါပဲ Apple လို့နာမည်ကြီးကုမ္ပဏီတွေရဲ့ chip တွေကိုသူတို့ကထုတ်လုပ်ပေးတယ်ဒုတိယကတော့ Samsung Electronics တောင်ကိုရီးယားသူတို့ကကိုယ်တိုင်ဒီဇိုင်းဆွဲပြီးထုတ်လုပ်တဲ့ IDM တွေထဲမှာပါပါဝင်တယ်တတိယကတော့ Intel American Intel ဟာသူ့ရဲ့ CPU တွေအတွက်အထူးကဖြစ်ပြီးအခုအခါမှာ Foundry ဈေးကွက်ကိုချဲ့ထွင်ဖို့စူးစမ်းနေတယ်စတုထကတော့ SMIC Semiconductor Manufacturing International Corporation ဒီယုံနိုင်ငံရဲ့အကြီးဆုံး chip ထုတ်လုပ်သူ foundry ဖြစ်ပါတယ် chip တစ်ခု ထုတ်ဖို့ဘလို့ပစ္စည်းတွေလိုအပ်တာလဲရိုးရိုးပစ္စည်းတွေမဟုတ်ဘူးထင်တယ်နော်မှန်တယ် chip ရဲ့အဓိကကုန်ကျမှုက silicon စံကားတဲ့ silicon ကို wafer လို့ခေါ်တဲ့ပြားချက်လဲအဝိုင်းပြားလဲလုပ်လို့ chip ရဲ့မင်းနဲ့ပြင်ပေါ်မှာ circuit တွေကိုပုံဖော်ခြင်းနဲ့တမတူတဲ့ဓာတ်ပစ္စည်းတွေနဲ့ အလွန်တန့်ရှင်တဲ့ဓာတ်ငွေတွေများစွာလိုအပ်တယ်။ဒါအပြင် chip ထုတ်လုပ်တဲ့စက်ရုံတွေ fab ကကဘာပေါ်မှာအသက်ရှင်ဆုံးနေရာတွေ clean room ဖြစ်ရမယ်။ဘာလို့လဲဆိုတော့လေထဲမှာဓာတ်မုံအမှုတစ်ခုလုံးတောင် chip ကိုလုံးဝပျက်စီးစေနိုင်လို့ပဲ။ဒါပြင် ASML ရဲ့ EUV lithography စက်များအညာအပြင် chip ရဲ့မျက်နှာပြင်ပေါ်မှာအလွန်တင်းငယ်တဲ့ပုံတန်တွေကိုရေးဆွဲနိုင်ဖို့အင်ရတန်အစစ်မြတ်တဲ့ဆက်တွေလိုအပ်တယ်။ ASML ကတော့ chip ထုတ်လုပ်တဲ့ကုမ္ပဏီလား။ ဆမီကွန်ဒတာ chip နဲ့ပတ်သက်တဲ့ stock ရေးကွက်ထဲမှာနာမည်တွေပါနေလို့ ESML ဟာ chip ထုတ်လုပ်သူမဟုတ်ဘူးဒါ chip ထုတ်လုပ်သူတွေကို security ထောက်ပံ့ဖေးတဲ့ company ပဲဒါပေမဲ့သူတို့ရဲ့အခန်းကဏ္ဍကအရေးပါတဲ့တောချက်တခုပဲအထူးသဖြင့်ကမ္ဘာအစစ်မြင့်ဆုံး chip တွေကိုထုတ်လုပ်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ EUV lithography set တွေကို ESML တခုထဲတာကမ္ဘာမှာထုတ်လုပ်နိုင်တယ် ESML မရှိရင် TSMC တို့ Samsung လို့ company တွေက အစင်းမြင့် chip တွေကိုထုတ်လုပ်နိုင်မှာမဟုတ်ဘူး။ဒါကြောင့် ASML ဟာနီးပညာကွင်းထက်ကြီးတစ်ခုလုံးရဲ့အဓိကတော့ချက်တစ်ခုပဲလို့ပြောလို့ရတယ်။အခုမှနားလည်သွားပါပြီ။ chip ထုတ်လုပ်ရေးဆိုတာနိုင်ငံရေးအရနီးပညာအရအရန်ရှုပ်ပြဲပြီးအရေးပါလေကဘာကြီးပဲနော်။ TSMC နဲ့ Samsung တို့ကတော့ chip ကိုထုတ်လုပ်ပေမဲ့ ASML ကတော့အဲ့ဒီ chip တွေကိုထုတ်လုပ်နိုင်တဲ့နီးပညာကို ထိန်းချုပ်ထားတဲ့ဆိုပြီးအတိတ်ပဲပေါ့နော်။မှန်တယ်။ ယင်းနှမြုံနံတော့တဲ့အောင်ကြီးနဲ့ဒီလိုကဘာထိုက်စင်တော့ကြကုန်မီများကိုအမြဲတမ်းအာယုံဆိုင်နေဖို့လိုအပ်တယ်။နောက်ထပ်လည်းနီးပညာနဲ့စီးပွားရေးဆိုင်ရာအကြောင်းအရာတွေအမြဲလာအောင်မှမို့လို့ကျွန်တော်တို့ Financial Stability Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။